ျမကတော့တင်ဆက်သူမဆန်နာပါဖြည့်ရမန်ဇလန်းကောင်းများနဲ့စိတ်ဝင်စားပွဲမူကင်းဇလန်းကောင်းများကိုနေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့ MNU ကျူချန်နယ်ကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတင်ဆက်ပေးမယ့်ဇလန်းကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါဦးရှင်ဘဟုစံပြအကျဉ်းထောင်မှာထောင်မှုအဖြစ်ကျွန်တော်စတင်တာဝန်ယူရတဲ့အခါကျိုးတိုက်ထောင်ကိုလည်းတာဝန်ယူရပါတယ် ကျူတိုက်ကတေရန်ကြအကျဉ်းသားများထားတဲ့အဆောင်ဖြစ်တယ်။ကျူတိုက်ထဲမှာအကျဉ်းသားများကိုအကျဉ်းသားဟောင်းများလို့အများကသိထားကြတယ်။ဒီနေ့နေ့မှာကျူပေးအသက်ခံရမယ်ဆိုပြီးလေယုံကြည်နေကြတယ်။ဒါပေမဲ့မယုံကြည်ကြသူလည်းရှိကြတယ်။၎င်းတို့မှာထောင်အမှုတန်းအရာတန်းနဲ့တချို့သောအကျဉ်းသားတို့ဖြစ်ကြတယ်။အကျဉ်းထောင်အမှုတန်းအရာတန်းများကမယုံကြည်ရခြင်းမှာ ဖြစ်မြန်ပြက်မြန်လောကရန်တရား၏အလေပြောင်းကိုနှောကြည့်အောင်သိထားလိုလေဖြစ်သည်။ဒါအပြင်မိမိတို့ရဲ့မျက်စိရှိမှကြိုးပိတ်တရမယ်မြင်ခွင့်အနေထားယုံကိုမတွေ့မမြင်လိုလို့လေဖြစ်သည်။ကရကရှင်တည်ရန်ကြအကျဉ်းသားများအနက်ကြိုးပိတ်တက်ခံရမယ်လို့မယုံကြည်ကြတဲ့ကြိုးတိုက်အကျဉ်းသားတချို့မှ သူတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုနဲ့တည်ရန်ကတအားစာတာမဖြစ်သည်။ ်ဖြင်းရဲ့အမှန်ကိုသက်ဆိုင်သူများကပေါ်လွင်အောင်မဖော်ထုတ်နိုင်သည့်အမှန်တရားကပေါ်ပေါက်လာရမည် ထိုတနေ့ကသူတို့လွန်မြောက်တဲ့နေ့ဖြစ်ရမည်တရားကိုနှက်ဆောင်နေလို့ယုံကြည်နေကြသူများဖြစ်သည့်ထိုကြောင့်ကြိုးတိုက်ထဲမှာအကျဉ်းသားများကစိတ်တက်ခြင်းမတူညီကြ အများစုမှမသေးလိုကြသေးလိုချသူများဆိုလို့လေမရှိသလောက်ပါပဲတချို့အကျဉ်းသားများမှာလူတတ်မှုကိုစနစ်တကျကြံစီရေးဆွဲပြီးကျူးလွန်ခဲ့ကြသူများဖြစ်တဲ့ ထို့သူများကတေတံအပြည့်ပေးခံရတဲ့အခါအယူခံအစင်းစင်းနဲ့ထောင်ကနေလုံးဝမလွတ်သည့်တိုင်အောင်တေတံကတော့လွတ်လိမ့်မယ်လို့ယုံကြည်ကြသည်မိတို့ပဲဖြစ်စီကျိုးတိုက်အကျဉ်းသားများမှာတီးတန့်ခံတဲ့နေရာရသလိုတီးတန့်အခွင့်အရေးများရရှိကြပါ रे ဆယ်ပေခုနှစ်ပေမြတာခြေဝင်းနဲ့တိုက်ခန်းလေးရဲ့အနောက်ဘက်နဲ့ဘေးနှက်ဖက်မှာအုတ်နေရန်သာဖြစ်တဲ့စကားပေခံမြင့်မယ် အရှိတ်မှာ တကားအပါဝင်တန်တိုင်အပြည့်ကာရန်ထားရအကာအကွယ်မရှိကျိုးတိုက်ရှိကဖျက်ရှောက်သွားရတောင်ဝင်ရှိပုံကူများလမ်းမြင်နိုင်နေလှန့်တွေနိုင်နေသို့တော်လေမျက်နှာစာတစ်ဖက်မှာတော့အုံနေရန်မြင့်မြင့်ကြီးကိုသာမြင်ရတယ်တခြားကြည့်စရာဘာမှမရှိ အခန့်ရဲ့ကြောဘက်နေရန်ဆက်နက်ပြီးအမြင့်မှာတော့အလင်းရောင်ဝင်နိုင်နေသုံးပေပတ်လေတန်တိုင်တက်ပြတင်းပေါက်တစ်ခုရှိတယ်အလင်းရောင်သားမကလေလဲဝင်တတ်ပါတယ် ဒါကြောင့်ဆောင်းကာလာများသာမကနှွေလိုပူပြင်းတဲ့ကာလာမျိုးမှာတော့တိုက်ခန်းကအေးမြနေတတ်တဲ့အကန်းထဲမှာလှဲ့အိမ်နိုင်ရန်ဝါကြောဖြာတစ်ချက်နဲ့အင်းနှုံတစ်လုံးရှိတဲ့အင်းနှုံမှာအပေါ်လေးသွားရန်ဖြစ်တဲ့တောက်ရည်ဦးနယ်ခွက်မှာတန်တိုင်တကအပြင်ဘက်မှာကတ်ထားတော့အတွင်ခန်းကနေအလွယ်တကူခတ်တောက်ရရဤမြတာဖြစ်တဲ့ကြိုးတိုက်အကျဉ်းသားကိုပြင်ပအဝေစာဝှက်ခွေမပြုတ် ထောင်ကားပေးတဲ့ကော်လံပါတဲ့ရှက်ဖြူလက်တူကျဲသည့်တက်အင်းကြီးဂွင်းပြည့်ချီလုံးကြီးအဖြူချွေးတုပ်တစ်ပတ်ချီဆောင်ပါနဲ့ချီတဲ့အိယာခင်းတို့ဖြစ်တဲ့ဒါပြင်ကျမ်းမာရေးနဲ့ကိုလက်လှူရှာခွင့်နဲ့ရေချိုးရံအတွက်တနေ့လည်းရင်တနာယီတိတိအခန်းပြင်ကိုထွက်ခွင့်ရရည်တတ်မှတ်ထားတဲ့နေရာမှာအဆောင်ဝါရာတက်သားကအမြဲတမ်းစောင့်ကြက်လျက်ရှိတယ်လွတ်လပ်ပြီးဆိုပြီးတခြင်းမဆိုရစကားမပြောရအမေးမြန်းမပြူရ အခန်းပြင်ကိုတယောက်ချင်းထုတ်တော့အချင်းချင်းစကားပြောစရာလည်းမရှိပါအဆောင်ဝါရကလည်းတာဝန်နဲ့စောင့်ချက်ချင်းဖြစ်တော့စကားပြောရင်မရပါဘူးစားရေးတောင်ရေးကိစ္စကိုတော့ဖိုကြီးကတာဝန်မယူထောင်စည်းရုံကသာ တာဝန်ယူရည်လုံတီထမင်းမကြွေစံဖြူထမင်းသာကြွေရည်ထောင်ဝင်စားကအစာတည်တံ့စီစဉ်ပေးရည်စီယောင်ကသာ စစ်စစ်စမ်းသက်ပြီးကျိုးသမားထံကိုတိုက်တန်းစီကတဆင်ရောက်ရသည်သူတို့ရဲ့အဓိကမျောလင်းချက်မှာ ယူကန်အစင်းစင်းမှရှော့ပေါ်လိုက်မဲ့ပြည့်တံများတာဖြစ်တဲ့ဒီရတော့အတွင်းမှာ သူတို့ရဲ့အထီးကျန်ဘဝကိုတယောက်တည်းငြိမ်ပြီးအချိန်ကုန်ရတဲ့တောင်ထဲကိုရောက်တဲ့အခါများများအိတ်နိုင်လေးထောင်ကျချိန်နေလေလို့ဆိုကြတဲ့တာမန်ထောင်ကျသူများအတွက်တော့ဟုတ်ပေမယ့်အိပ်ပျော်နေရင်အရာရာကိုမေ့နိုင်စွမ်းရှိကြတဲ့သို့တော်လေကျိုးတိုက်ထဲမှာအကျဉ်းသားအဖို့တော့အိပ်ပျော်လေးလေးထောင်ကျချိန်မနေပဲတည်ရမယ့်အချိန်နီးလာတယ်လို့ဖြစ်နေတယ် ဒါကြောင့်တယောက်တည်းအေးစေးတတ်တာစွာ နေရတယ်ဆိုပြီးအဘေကျိုးတိုက်ထဲမှာအကျဉ်းသားကပြည့်ပြည့်ဝဝမအိတ်နိုင်ကြကြဲအိတ်ကြံနိုးနဲ့အမြဲတမ်းနိုးကြလေးရဲ့ရှိနေကြတယ်သူတို့ရဲ့အထီးကျန်ဘဝကသူတို့နဲ့တိုက်ရိုက်ဆက်ဆံရတဲ့တိုက်တန်းစီကောင်းရင်တော့နည်းနည်းတတ်တာတယ်တိုက်တန်းစီဆိုတာကနေ့ကြီးသမားထောင်ကြအကျဉ်းသားလျင်ဖြစ်တဲ့ သူကအတွေ့အကြုံများပြီးဖြစ်တော့ကျိုးတိုက်ထဲဝင်လာသူကိုမျက်နှာကြည့်လိုက်ရုံနဲ့စိတ်သဘောထားကိုနားလည်နိုင်နေမြည်တို့ဂိုင်းတွေဆက်ဆံရမှာကိုသဘောပေါက်တယ်။အများအားဖြင့်ကျိုးတိုက်ထဲကိုကြောက်လာတဲ့အကျဉ်းသားများကတရားတော်မဲ့အတီနဲ့နေမထူးဘဝမှာခြေကန်ကန်လှုပ်တဲ့ကြရီအာနာပိုင်များကိုလည်းဂလန်ကဇန်လှုပ်ချင်ကြရီချောင်းဆိုတာကတတ်မှတ်ချက်စည်းကမ်းရှိတယ်။ဒီစည်းကမ်းကိုဖောက်ဖျက်ဖို့မဆိုထားနဲ့ရှော့ပေါ်လို့တော့မရ ဒီတော့တိုက်တန်းစီအကျဉ်းသားကသတိပေးရတဲ့ကြိုက်ဆိုတာကဤတို့ပါတကတချို့သောကျိုးတိုက်အကျဉ်းသားများမှာမကြမီတည်ရတော့မယ်ဆိုတဲ့အသည့်နဲ့ကျိုးတိုက်ထဲကိုဝင်လာကလေးကစိတ်သက်ကြနေတတ်တဲ့ထိုသူများကိုလေဘဝမှာနေရအောင်တိုက်တန်းစီက စိတ်သက်မြင့်တင်ပေးတတ်တဲ့ဝါဒနာပါရင်ဖက်เสียစာအုပ်ကိုတိုက်တန်းစီကရှာပေးတတ်တဲ့အချိန်ရရင် ကိုတွေ့ဘဝတွေ့ကြုံကိုနှီးနှောခွင့်ရှာတဲ့ ို့တော့လေတာဝန်ရှိသူများရှိမှာတော့ထိမ့်သိမ့်ကြရတယ်။ယခုကျွန်တော်ရေးသားမယ်ကျိုးတိုက်အကျဉ်းသားမှာအသက်50ကျော်ပြီဖြစ်တဲ့ဦးထွန်းလူပဲဖြစ်တဲ့သူစဉ်ကကျိုးတိုက်ထဲမှာအကျဉ်းသား30ကျော်ရှိတဲ့အနက်အသက်ကြီးသူများမှာစတတ်ဥသာရှိတယ်။ထိုသူများထဲမှာဦးထွန်းလူရဲ့အပြုမူကထူးခြားလာတယ်။လောကရန်တရားကိုကြံကြံခံရတဲ့အသွင်မျိုးတွေ့ရတယ်။ကျွန်တော်တာဝန်မှုယူရတဲ့တညမှာကျိုးတိုက်ဘက်ကိုလှည့်လည်စီစီရင် သူ့ကိုမေးမြန်းကြည့်ရာကသူ့အကြောင်းကိုသိရခြင်းဖြစ်ပါရဲ့။ဦးထွန်းလူက တချိန်ကဖက်ဆက်ကော်ပိုရေးရှင်းနဲ့ကြီးပွားလာသူဖြစ်တဲ့အလုံယုံဆက်ယုံလုပ်ငန်းများကိုပြည်သူပိုင်သိမ်းလိုက်တဲ့အခါသူ့လုပ်ငန်းများရပ်စည်းသွားရဲ့။သူ့လက်ထဲမှာရှိနေတဲ့မျိုးလေကတိုင်နှလုံးကိုရောင်းချပစ်လိုက်ပြီးမျိုးပြင်မှာခြံဝင်းကြီးကြီးနဲ့နှစ်ထပ်တိုက်မြင်းမြင်းနဲ့အငိမ့်သားနေနိုင်ခဲ့တဲ့ သို့တော်လေသူကမနေအဝေးပြေးကားကိုရှေးရာထည့်ပြီးအညာကုန်တချို့ကိုတည်ယူရမိမိကိုယ်တိုင်ကအလုံးမလုံးရရင်မနေနိုင်လို့လေဖြစ်တဲ့အလုံးတစ်ခုခုတော့လုံးနေမှာဆိုပြီးအများမြင်ကိုလည်းခံကျင်နေသွာလာလှုပ်ရှားရတာလေဝါသနာပါရိတ်ငွေလုံးငွေရင်များများထည့်ဝင်ထားတော့အမျက်ဆုံးကလည်းနေလာတာမဟုတ်သူ့ရဲ့ဇနီးမဝေဝေခင်ဖြစ်တဲ့သူကတော့ဒုတိယဇနီးဖြစ်တဲ့ပထမဇနီးမတေဆုံးသွားပြီး တသမီတဦးမှမထုံးကားခဲ့ဒါကြောင့်ခြံဝင်းကျေကြီးရဲ့နှစ်ထပ်တိုက်မှာဥထုံးလူဇနီးမဝဝေခင်နဲ့အိမ်ပေါ်လင်မယားပြင်ဒရိုက်ဘာတဦးစုစုပေါင်း9ဦးသာရှိပြီးတက်ရှိတရဝါဆိုလို့ဥထုံးလူရဲ့အချစ်တော်ဘော်နီဆိုတဲ့ဒိန်းဆက်ခွေးတကောင်သာရှိတယ်။ဝေဝေခင်ကအသက်30မပြည့်တဲ့သည်ဥထုံးလူထက်အသက်20များငယ်တယ်။တမတ်ဖွဲအလားပါများကြောင့်ဥထုံးလူကဝေဝေခင်ကိုလက်ထပ်ယူခြင်းဖြစ်တဲ့ ဝေဝေခင့်အနေနဲ့ကတော့လင်းတော်ရာချင်းမှာဥထုံးလူမှာတုံးမကုံနိုင်တဲ့စီးပွားဥစ္စာတိုက်တာချံကားနဲ့အတွင်းပစ္စည်းများကိုမတ်လို့ဖြစ်တဲ့ဒီသဘောကိုဥထုံးလူမသိလို့မဟုတ်တိခဲ့တဲ့တဒန်းစိတ်နေချရတဒန်းဆိုရင်မိမိကအရင်ဥစွာတေးရမှာဖြစ်တဲ့သူအခါစီးစိမ်ဥစ္စာကိုပိုက်ပြီးလင်ကောင်းတယောက်ကို ရှာဖွေယူရတော့မှာဖြစ်တဲ့မယူလို့လည်းမဖြစ်မိမချောတယောက်အတွက်ခင်မောင်းကောင်းတယောက်ကအမြဲလိုအပ်တဲ့ ကြီးရဲ့အတွက်မိမိကြီးပြူတွေကန့်ကွက်စရာမရှိကန့်ကွက်လို့လေရမှာမဟုတ်ဒီသဘောထားကိုဝဝိခင့်ကိုဖွင့်ပြီးပြောခဲ့သေးတယ်ဤမြတိဥထုံးလူဘက်ကပွင့်လင်းနေအเจ้าမဝဝိခင့်ကိုချေယုံများမဟုတ်တနာလို့လေဖြစ်တယ်သူကမြအရွေကောင်းအတက်ကောင်းချိန်မှာမမုတ်ဆိုးဘူကြီးကိုလင်းတော်ရခြင်းအတွက်ဘဝတစ်ခုလုံးကိုမြုံနိုင်ရခြင်းဖြစ်တော့နစ်နာလာတယ်ဒီအတွက်ဝေဝေခင်မှာခန်းစားခွင့်အပြည့်အဝရှိတဲ့နေ့ သို့တော်လည်းထိုးခန်းစား권ကမိမိတည်ဆုံးပြီးမှဖြစ်ရမယ်။ဒါပေမဲ့ဝေဝေခင်ကဤသို့မဟုတ်အလိုရမက်ကြီးလာတဲ့အေးစစ်စစ်နေတတ်တဲ့ဦးထုံးလူကိုနအိုကြီးတကောင်လိုသဘောထားပြီးဖောက်ပြန်နေ။ခတ်တာကအဝေဟာတိတ်လေတဲ့ဦးထုံးလူကရှင်းပြတယ်။သူဖောက်ပြန်တာကိုကြံတက်တွေတွေနဲ့ပေါ်ထုတ်လို့မရနိုင်အောင်လှည့်စားနိုင်တယ်။သူ့အကြောင်းပြချက်တွေကလည်းခိုင်လုံသမားမိခံတစ်တာလာအောင်မေးရတယ်။ ဒီတော့ကျွန်တော်လဲဓာတ်ရိုက်မဆူဆွဲရဲဘူးလီအနေထိုင်အသွားလာဆင်ခြင်မှုပဲပြောရတာပေါ့ဥတဖက်သက်အထင်လွဲနေတာများလားဗျကျွန်တော်ကမေးကြည့်တယ်ဆရာမေးမယ်ဆိုရင်လဲမေးစရာပဲဥကိုတိုင်းတော့မှတခါတခါငါအထင်မှားလို့ဖြစ်မှာပါလို့ထင်ခဲ့သေးတယ်အဲ့ဒီလောက်ထိအဝေးဟာအမှုရာကောင်းတာပါဒါပေမဲ့ဆရာကိုပေါင်းလာတဲ့မိမဒီနေ့တခြားအမှုရာပြတ်လာတာသိတာပေါ့လက်စုပ်လက်ကင်မှာမဖမ်းနိုင်တာပဲရှိတာ လာတဲ့မိမများလဲပြီးဆိုရင်တိတ်ကြောက်စရာကောင်းနေတော့စရာသူ့ရဲ့စကားကြောင့်ကျွန်တော်ပြုံးမိတယ်နောက်တော့လင်းစရာရေလှုပ်တယ်လို့မဖြစ်တော့ဖြစ်တယ်လို့လှုပ်လိုက်ရတာပါပဲကျွန်တော်သီးမခံနိုင်တော့ဘူးလေဘလို့ဥထုံးလို့ဒီလိုလေးစရာအိမ်ပေါ်လင်မယားကိုတောပြမှုခွင်းတစ်ပတ်ပေးလိုက်ပြီးနောက်တရက်မှာကျွန်တော်လည်းအထက်ညာကိုအရေးပေါ်ခရီးထွက်ရမယ့်အကြောင်းအဝေးကိုပြောပြလိုက်တယ်တိတ်ကိုတော်တယ်ကျွန်တော်မိမပါခင်ဗျာ သူတယောက်တည်းခွေးတကောင်နဲ့ဘလို့နေခဲ့ရမလဲဆိုပြီးအမှုပိုပိုနဲ့ကန့်ကွက်သေးတယ်။နောက်မှတိတ်မကြပါနဲ့ဆိုပြီးခွင်းပြူတယ်။ဟောဗျာ။ကျွန်တော်ကလည်းဘကိုးမှာတရားလောက်နေပြီးမှ နောက်တညကျွန်တော်ပြန်ခဲ့တယ်။မိုးတာချုပ်နေပြီ။ကုချန်နဲ့ဆိုတော့အလွယ်တကူဝန်နိုင်ခဲ့တာပေါ့။ကျွန်တော်တိတ်ချစ်တဲ့ခွေးကြီးဘော်နီကိုချန်နဲ့လှုပ်မတာဘူး။ကားထဲမှာပိတ်လောင်ထားတယ်လေ။လူစိမ့်ရှိနေတဲ့သဘောပေါ့။ကျွန်တော်အော်ခေါ်နေတာအတော်ကြာကြီးမှ အဝေတကားလာဖွင့်ပြီးတယ်။သူ့အကောင်နောက်ဖေးပေါက်ကထွက်လို့ရအောင်လုပ်ရသေးတာကို သူ့ရဲ့အမူအရာရောအသွင်အပြင်တွေပါပြတ်နေတယ်။ကျွန်တော်ကိုတွေးလို့အံ့ဩရမယ်ကြာအလိုမကျတဲ့အသွင်နဲ့ကြိုးဆိုတယ်။ထိုအချိန်ထိကျွန်တော်ကဥထုံးလူရဲ့စကားကိုမယုံကြည်နိုင်သေးပါ မဟုတ်ပါစေနဲ့လို့ရင်ထဲကကြိတ်စုထောင်းရင်းဆက်နာထောင်ရတယ်။အိယာတစ်ခုလုံးလေဖယိုဖယဲနဲ့ကြေမွနေတယ်။အဝေလဲဒီအတိုင်းပဲ။ အိယာတွေကပယုတ်ကြပြီးထလာတဲ့ပုံမျိုးကျွန်တော်တို့ကိုမတင်ကစိတ်နဲ့ကြည်နေတာသူသိတယ်သူကိုယ်တိုင်ကလည်းမလုံမှုလေအပြည့်ရှိနေသူကိုနောက်တော့တယောက်တခွန်းစကားများကြရာကကျွန်တော်လည်းနာကြီးစိတ်နဲ့ဒေါသအယောက်သူ့ရဲ့လေပင်ကိုဖန့်ညင်လိုက်တာ အသက်ပြောက်သွားတဲ့အထိပဲအဲ့ဒီနောက်တော့သူ့ခန္ဓာကိုယ်ကို စာလာအိတ်ထဲထည့်ယုံမကဂုံဝကြောက်သုံးလုံးကိုပါကောက်ထည့်ပြီးကျိုးချီလိုက်တယ်ကားယုံနေကကားနဲ့ တိုက်နောက်ဘက်ကရေကန်ထဲကိုတွားပြလိုက်တယ်။အယိုးဆွေးတာတောင်ပေါ်တော့မှ မဟုတ်ဘူးလို့လေယုံနေ။ကျွန်တော်မှ သူပြောသမျှနားထောင်ရင်ရင်ဖိုနေမိတယ်။စိတ်ကူးရင်ဇလန်းလာလို့ထင်နေတယ်။ကျွန်တော်ကန်ကောင်းတာကအဲ့ဒီညကမိုးကြီးကြိမ်ရွာတယ်။ဒါကြောင့်ကျွန်တော်ကားဘင်းရကအစတဲလွန်စားတွေကိုဖြောက်ဖြက်ပြစ်တယ်လို့ဖြစ်သွားတယ်လေ။စိတ်ကတိတ်ချောက်ချားလွန်းနေလို့အိတ်ဆေးတောက်အိပ်ရတယ်။ဒါပေမဲ့မိုးလင်းခဏီမှာအိပ်ပျော်ပါတယ်။ ဓာရီဟာတရားရုံးမှာဦးကပေးခဲ့တဲ့ဖြောင်းချက်လားကျွန်တော်ကသိလို့ဇော်နဲ့မိကြည့်ပြန်နေဟုတ်တယ်မပြောလို့လည်းမဖြစ်ဘူးလေဦးထွန်းလူကမကြည့်တင်ခဲ့ပြန်ပြောတယ်အဖြစ်ကဒီလိုလေနောက်တနေ့မိုးလင်းတော့ဒူရဲအုပ်တက်ဦးနဲ့ရဲသားနှစ်ယောက်ရောက်လာပြီးအဝိကိုမီတော့မရှိတဲ့အကြောင်းမော်လမြိုင်ကိုခရီးသွားတာသုံးရက်တောင်ရှိပြီဖြစ်တဲ့အကြောင်းရုတ်တရက်ရှိရှိပြောတာတောင်လက်မခံဘူးလေဝေဝေခင်ဟာမနေ့ကအတီး ဒီမှာရှိနေတဲ့အကြောင်းဦးနဲ့စကားများပြီးဦးကလည်းပဲညက်သက်အလောင်းကိုစားလာအိတ်နေထိတ်ကားပေါ်တင် ကန်နဲ့ပြစ်ချတာကစားတိတိကျကျပြောတော့တာပဲဘေးကထိုင်းကြည့်နေသလားအောင်းမေးရတယ်ရဲတွေကလည်းတေချာလာကြည်လားဦးရဲ့ဟုတ်တယ်တိတ်ကိုတေချာတာပေါ့စရာသူတို့ဘလို့များတရင်ရတယ်လေဦးထွန်းလူအော်စိမ့်နဲ့ကျွန်တော်ကမေးကြည့်တယ်ကျွန်တော်ရဲ့ပေါ်ရုံမှုပေါ်စရာ အဲ့ဒီညကအိတ်ခန်းလေးရောက်တော့ဂျာကင်တထေဆိုဖာပေါ်မှာတွေ့ရတယ်လီသူ့ကောင်ရဲ့ပြည့်စည်ပေါ့အဲ့ဒါကိုတိတ်ပြီးတော့တတိမထားလိုက်မိဘူးဒေါ်လာမော်နေတဲ့ကျွန်တော်ကအဝေဆိုတဲ့ကဝေမကိုပဲမဲပြီးတော့လဲပေးညှစ်နေတာကိုအဲ့ဒါနဲ့ဘလို့ပတ်သက်လို့လေးဗျပြောပါရောလားဗျကျွန်တော်ပေါ်ရောမှုဆိုတာလေဒီဂျာကင်ရှိရင်ဒီဂျာကင်ကိုပြန်ယူဖို့ဒီကောင်ဟာဒီပဝင်းချင်မှာပဲရှိနေမှာပေါ့ ဒီတော့အလေးချောင်းနေတဲ့ဒီကောင်က ကျွန်တော်လှုပ်သမျှကိုအစာဆုံးမြင်ပြီးရေစခန်းကိုသွားတယ်လေ။ဗျာဒီတော့အဲ့ဒီကောင်လည်းပြည့်စုံအောင်မတက်တော့ဘူးလား။ဘယ်နေလိမ့်မလဲဆရာကြီး။မကောင်းမှုဆိုတာစိတ်ခွေရမရှိဆိုသလိုပေါ့။ကျွန်တော်ကလူသက်မှုအလောင်းဖြောင်းမှုတို့ကြောင့်တည်ရန်ကြခဲ့တယ်လို့ဒီကောင်လည်းပုံမှန်၄၉၈ထောင်တန်ငါးနှစ်အပြည့်ကျသွားတယ်လေကျွန်တော်ကဟူကနေတပြင်းရှိုက်ဖြစ်သွားတယ်ကျွန်တော်ကလေ ဝေဝေးခင်ကိုချစ်စနိုးနဲ့အဝေးလို့ခေါ်ခဲ့တာပါတကယ်တော့ယောက်ျားနှစ်ယောက်ကိုဒုက္ခပေးခဲ့တဲ့ဒီကောင်မကို အဝေးလို့မခေါ်ဘဲနဲ့ကဝေလို့သာ ခေါ်လိုက်ချင်နေစရာထိုစင်ကဦးထွန်းလူကကျိုးတိုက်ထဲကနေပြီးအစင်စင်အယူခံနေသူဖြစ်တဲ့ကျွန်တော်နဲ့အတွေ့အုံစကားပြောပြီးနှစ်လခန့်အကြာမှာဘ ਹੁ တရားယုံမှာသူ့ရဲ့အမှုကိုတေးရန်အစာ တတတကျွန်းတံကိုလျှော်ပေါလိုက်ကြောင်းအကြောင်းကြားစာရရှိခဲ့တယ် ထို့ကြောင့်ဦးထွန်းလူတယောက်တည်ရန်ကနေလွတ်ပါပြီသူရှိရာကြိုးတိုက်စီကိုဥတည်နေတဲ့ကျွန်ုပ်ရဲ့ခြေလမ်းများကပေါ်ပသွက်လက်နေပါ रे စာရေးသူဇာကြီးကိုလည်းကျေးဇူးတင်ပါ रे ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါ रे ရှင် နားစင်အားပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။ကျမရဲ့ပရိသတ်များရှင်။ခုရက်ပိုင်းမှာလေကြောင်းနာနေတဲ့အတွက် နားထောင်ရတာအဆင်မပြေရင်ကြိုပြီးတော့တောင်းပန်ပါစေရှင်။